ကျွံ့လို့ကျွံ့ရတယ်ဒါပေမဲ့ရုံးကဆိုတော့ဟိုဒီလောက်တော့ကြီးဘူးအခုတစ်ခေါက်ကျတော့ရေက3-4ရက်ဝေ့တဲ့ခါကျတော့စပါးပင်တယ်အကလုံးပြည့်သွားတယ်အဲ့ဒါ အရင်ကဆိုပြောင်းနေရောစားသေးတယ်ပြောင်းကောက်နေရောသေးတယ်။နောက်ခုဆို ပြောင်းလဲမကောင်းပြောင်းလဲပိုးထိုးနောက်ပြောင်းကောက်လဲဟောခုပြောင်းကောက်ခင်းလဲမရှိ နောက်တချို့ကျတော့အဲ့ဒီတောင်ရစပားတွေလှုပ်တယ်နောက်တောင်ရစပားလဲပိုးဖြစ်နေတဲ့ခါကျတော့လဲအဲ့ဒါကျတော့အဲ့ဒီတနည်းစာစာဝန်ရဲ့အတွက်မဖူလုံလက်လူလက်ရှိသေးတယ် ကျဲနာကြကြောက်တည်တော့ပါတယ်ခံစားရတော့တော်တော်ခံစားရတယ်ကျက်မွေးထားတယ်ဆိုတော့ကိုကစပြိုးမွေးမြူထားတယ်ဆိုတော့သူကိုရိတ်သေးတဲ့ချိန်ဆိုစားဖို့လဲကိုညားထားတယ်ကိုအတွက်ကအမျိုးစောင်းနေရေးအတွက်ဆိုလဲနည်းနည်းပတ်ဖူလုံတော့ရောင်လို့ပါလို့ဆိုလဲအဲ့လိုမျိုးလှုပ်စားတာမျိုးရှိရင်နောက်အခုကကျတော့အကလုံးတည်သွားတော့အကလုံးဆုံရှုံသွားတယ်လို့ခံစားရတယ်ခင်ဗျ ဒီနိုင်ငံရေးချဆိုလဲကွန်ပျူတာကတတ်ချလို့မရဘူးအဲ့လိုမျိုးအိမ်မှာနေပြီးမှဗလဲအိမ်ဘေးပေါင်းချိန်ဆိုလဲအမျိုးတရက်တရက်အဲ့မျိုးလောက်စားခါတွေသူတို့ခေါ်ဆိုလဲမတန်ဘူးနော်စကန်ဒီမှာကစကန်ကခက်ခဲများစွာရှိရပေါ့နော်ဒီခုအလူရှင်က3လလတော့ပြနေတာမျိုးရှိပါတယ်အခုကလုံးဝဗလဲအလူရှင်တော့လုံးဝကိုမရှိတော့ပါဘူးနော် ခက်ခဲနေတာဆိုတော့ဘာလဲဆံကစားခက်ခဲရှိပါတယ်အဓိကစားဖို့နေရပိုင်းဆိုတော့အခုကဆံလဲထပ်ပန်းလူမရှိဘူးပေါ့နော်အခုကအခက်ခဲကမိသားစုတိုင်းလဲဒီစားဖို့နေရပိုင်းပါဆံစီစားအစအမျိုးအစားမရင်းနေပတ်တဲ့လားလုံးဝခက်ခဲရှိပါတယ်ပေါ့ ဆံပြုတ်တောက်မဲ့အချင်းနေတော့ရောက်သွားနိုင်တယ်အဲ့လိုမျိုးကျော်လုံးအတွက်ဒီစာဝန်ကြီးအချင်းပြို့အတွက်အဲ့ဒီအင်ဂျိုရဲ့ဖွဲ့စည်းဒီပါတီထောက်ပံ့မှုဒီရနိုင်မလားမရနိုင်ဘူးလားတမို့အစိုးရဘယ်အအဖွဲ့အစည်းကိုတင်ပြပေးရမလဲဓမ္မမို့ရဲ့အဲ့ဒီ IOC ကိုသူတို့တင်ပြခွင့်ရှိလားမရှိဘူးလားဆိုတာအဲ့ဒါဒါကိုပဲသိချင်တာ